ပတ္တိအတွက်ကြောင့်ဒိဋ္ဌိဝိပ္ပန္နတာလို့ခေါ်တယ်ဒိဋ္ဌိဝိပ္ပန္နတာတင်ညာဝိပ္ပန္နတာဆိုရဲအမှတ်မှားမှုဆိုတီကောင်နဲ့ခေါက်ဆွဲရခက်ဆင်စင်ညမှာတီကောင်ဟင်းညို့ချက်ထားတာကိုခေါက်ဆွဲဟင်းညို့မှတ်ပြီးတော့တောက်မနေ့ကြတဲ့အခါကျတော့တီကောင်ဟင်းညို့ဖြစ် ခေါက်ဆွဲဟင်းယူအမတ်နဲ့တောက်တော့ကောင်းတယ်တီကောင်မှန်းသိတဲ့အခါကျတော့ယွန်းနဲ့အန်းနဲ့အဲ့ကြတော့ဒါကအမတ်မာတာလို့ခေါ်တယ်ဥပမာတစ်ခုကြည့်ပဒုံလေးတကောင်ရဲ့အမတ်မာမှုစတုရေးတကောင်ရဲ့အမတ်မာမှုတပြေပင်ကြီးတပင်မှာ အသီးတွေကတီးနေတယ်တပြေသီးဆိုတာ ညို့ညို့လေးနော်မှဲ့ပြီဆိုလို့ရှင်အညို့ရောင်လေးချက်တူရေးရဲ့နှုတ်သီးဟာနီးရောင်နီးရဲနေတာပဒုံဆိုတဲ့အကောင်ကပန်းပွင့်အနီတွေတွေ့လို့ရှင်သူကပန်းဝရီကိုစုပ်မယ်ပန်းတွေကအနီရောင်ရှိတယ်အစေးရောင်အဖြူရောင်ရှိတယ်ဝါရောင်ရှိတယ်ချက်တူရေးတကောင်က တပြေးပြေးမမနာနေတယ်ပဒုံးကောင်က ပြန်လာတယ်ကျတုရရဲ့နှုတ်သီးကိုချိပြီးဒီပင်ကပွင့်နဲ့ပန်းပွင့်လို့အောင်းမေ့ပြီးတော့နှုတ်သီးပေါ်တော်နာတယ်ကျတုရရလည်းပဲတပြေးသီးစားနေတဲ့ကျတုရဖြစ်သည့်အတွက်ကြောင့်ပဒုံးကောင်နားလိုက်တဲ့အခါမှာတပြေးသီးကြီးလို့ထင်ပြီးတော့ပဒုံးကိုစားလိုက်တယ် အဲ့တော့ချက်တူရေးကလည်းမှားတယ်ပဒုံကလည်းမှားတယ်အဲ့လိုမျိုးကြတော့တင်ညာဝိပ္ပန္နတာလို့ခေါ်တယ်အဲ့ဒီလိုအမှားမျိုးကတင်ညာဝိပ္ပန္နတာတန်တရာထဲမှာအမှားရွေးနေနဲ့ဒုဆောင်ပြီးတော့နေကြတယ်အတိမှားတယ်အယူမှားတယ် အယူမှားလို့ဘာသာဝါဒတွေမတူကြဘူးကိုကိုကိုရာကိုယုံကြည်ရာလူတွေဟာလှုပ်တယ်လှုပ်တိုင်းဟာ အမှန်ကြီးမဖြစ်ဘူးမာရာတွေလည်းရှိတယ်အကြောင်းအကျိုးတကယ်ဟုတ်ပြီဆိုမှ အမှားမှန်ဆိုတာတခါတည်းရမှာအဖြေထုတ်နိုင်မှာအမှားမှန်ဆိုတာသိတာဖြစ်တယ်အဖြေမထုတ်နိုင်သေးပဲနဲ့အပြောလေးနဲ့ရင် ဆုံးဖြတ်လို့မရဘူး နော်ဒါကြောင့်လူတွေမှာတန်တရားတွေမှာ အမားရွေးနေရှိတယ်အရေးကြီးတဲ့အမားရွေးနေတဲ့ပတ်သက်ပြီးပြောကြည့်တယ်ဆိုရင်ဖိုလ်ဤလူတွေဟာ ကိုရထားတဲ့ဘဝကို မစင်းစားပဲနေရင်ကိုယ့်ကိုမသေးဘူးလို့ပဲထင်တယ် မနေ့ကလည်းငါပဲဒီနေ့လည်းငါပဲဟုတ်ရင်တော့လည်းငါပဲဒါပဲလို့စိတ်ထဲမှာအပြောင်းလဲမရှိတဲ့သာဝရမြဲတဲ့အမြဲထမှတ်တယ်တကယ်ကတော့မြည်ရည်တွေဟာ စီးနေသလိုပဲထိုင်ပြီးတော့ကြည်လိုက်မယ်ဆိုရင်ကိုရှိမှ မြစ်ကြီးဟာစီးနေတယ် မနေ့ကရေတစ်စက်မှမရှိတော့ဘူးဒီနေ့စီးနေတာဒီနေ့ရေတွေပဲရေကစီးသွားပြီသို့တော့ဘယ်ခါတော့ကြည့်ကြည့်မြစ်ထဲမှာရေရှိနေတဲ့အခါမနေ့ကရေလို့ပဲထင်တယ်ထို့တူပဲကိုယ့်ရဲ့ခန္ဓာကိုယ်ရုပ်ပုံလွားတွေစိတ်အနေထားတွေဟာမနေ့တုန်းကလည်းငါပဲဒီနေ့လည်းငါပဲလို့ထာဝရလို့ထင်နေကြတယ် ို့တော့အဲ့ဒါတွေဟာထာဝရမဟုတ်ဘူးပြောင်းလဲပြီးတော့နေတဲ့အရာတွေသာဖြစ်တယ်လို့ဆိုတာကိုလူတွေဟာမသိနိုင်ကြဘူးမသိတဲ့အခါကျတော့မမြဲတဲ့အရာကိုမြဲတယ်လို့စိတ်ထဲမှာထင်ခြင်းဟာမာယွင်ခြင်းတစ်ခုပဲနော်မာယွင်တာအမှတ်တင်ညာအဖြစ်နဲ့အမှတ်မှားပြီးအမှတ်မှားတာလည်းပါတယ် အတိမာတာလည်းပါတယ်အမြင်မာတာလည်းပါတယ်အဲ့ဒါလို့မှားယွင်းမှုနဲ့ဘာတွေလုံးကြတော့အဲ့ဒါလို့ထင်ပြီးတော့ကိုယ်ဘဝကောင်းစားလိမ့်မယ်ထင်ပြီးတော့အကုသိုလ်တွေလုံးကြတယ်ဘဝအရေးစာဝတ်နေရေးအတွက်တော်ရရရဲ့အသက်ကိုတတ်တယ်သူများဥစ္စာခိုးဖို့ကြိုးစားတယ်သူတော်ဘာသားမရပြမားတယ်စတယ် အကုသိုလ်လုပ်တွေကိုလည်းလုပ်ကြ။ဘဝကောင်းစားဖို့ဆိုပြီးတော့လူမှုတမ်းမှုဒါနကောင်းမှုလည်းလုပ်တယ်။ကိုကျင်းသီလကိုလည်းဆောင်ရှောက်ကြ။ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။အမားရင်မကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာအမားကို အမှန်ထင်ပြီးတော့လုပ်ကြတာလို့သူတို့ဆိုလိုတယ်ပေါ့။ထို့တူပဲတကယ်အစစ်မှန်က ကျင့်တတ်ဆရာမကောင်းတဲ့ဒုက္ခဘဝဆိုတာဘဝရလာကြတဲ့ကဒီဘဝအတွက်ဘလောက်ဆင်းရဲဒုက္ခတွေရောက်တယ်ဆိုတာကလေးငယ်လေးဘဝကနေပြီးတော့ချိနေစင်းနေအမြအစာစားပေးရတယ်နော်ဖြားတယ်နားတယ်စားတယ်ဒုက္ခတွေနဲ့တဖြည်းဖြည်းကြီးထွားလာပြီးတော့လူတွေဟာဒုက္ခနဲ့ရင်ဆိုင်နေရတယ် ဘဝကြီးကိုထာဝရလို့ထင်နေတဲ့ပုဂ္ဂိုလ်တွေကပျော်စရာလို့ဆိုပြီးဒုက္ခကိုဒုက္ခဆိုတဲ့အနေအထားဖြင့်ထင်မြင်ကြတယ်။တကယ်ကတော့ဘဝဟာဒုက္ခပဲ။ဘာကြောင့်လို့ဆိုရင်တဖြည်းဖြည်းအိုမယ်တဖြည်းဖြည်းနာမယ်နောက်ဆုံးသိမယ်။ကုမမိအိုဖအိုရိရှိတဲ့အခါစဉ်းစားကြည့်လေ။ငါတို့လည်းတနေ့ဒီလိုအိုမှဆိုတာမစဉ်းစားဘူး။ မစင်သာဘူးငါတို့ဟာထာဝရနုပြုံနေတယ်လို့ချမ်းသာတယ်လို့ဒုက္ခကိုဒုက္ခလို့ထင်တာဟာလည်းပဲအမမာခြင်းအတိမာခြင်းအမြင့်မာခြင်းဆိုတဲ့သုံးမျိုးနဲ့မှားနေကြတာထို့တူရဲ့လူတွေဟာကျမ်းမာတန်ဆွမ်းနေတဲ့အခါမှာကိုလှုပ်တာဖြစ်တယ်လို့ထင်ကြတယ်တကယ်ရတော့ကိုလုံးလို့ဖြစ်တာတခုမှမရှိဘူး တဘာဝတရားတွေဟာအကြောင်းအကျိုးမြတ်တာနေတဲ့အခါမှာသူ့ရဲ့တဘာဝအတိုင်းဆွမ်းဆောင်မှု ပေးနေခြင်းသာဖြစ်တယ်။တဘာဝကဆွမ်းဆောင်မှု ပေးနေတာကိုကိုလုံးတယ်လို့ထင်နေကြတယ်။ပညာသင်တယ်ပညာတတ်တယ်ငါလုံးလို့ရတယ်။စီဝါဥစ္စာရှာတယ်စီဝါဥစ္စာတွေဖြစ်တယ်ငါလုံးလို့ရ။အလုံးငါလုံးလို့ရတယ် ငါအလိုတိုင်းပဲအကုန်ဖြစ်တယ်လို့စိတ်ထဲမှာထင်တယ်။စဉ်းစားကြည့်။နောက်ဆုံးမှာကိုယ်ခန္ဓာကိုယ်ကြီးဟာလေဖြတ်သွားရင်ငါလုံးလုံးမရဘူးဆိုတာအဲ့ကြတော့မှတွေ့ပြန်တယ်။အကြောင်းအကျိုးမညင်ညွတ်လို့တစ်ခုဖြစ်သွားရင်ငါလုံးတိုင်းမရဘူးဆိုတာသဘောပေါက်လား။အေးငါလုံးလုံးရတယ်လို့ထင်နေတာအတ္တ။တကယ်ကတော့သဘာဝတရားတွေအကြောင်းအကျိုး ညီညွတ်နေတဲ့အခါမှာသွားနေတာကာရစီဆိုပါစို့အင်းညာလည်းကောင်းတယ်ဆီကလည်းကောင်းတယ်အလုံးဘေးနေရလည်းကောင်းတယ်အဲ့ဒီအနေထားနဲ့ရှိနေတဲ့ကာကြည့်ပြီးတော့ငါမောင်းခြင်းနဲ့နေရမောင်းလို့ရတယ်လို့လူတိုင်းဟာအထင်ရောက်တာကြည့်ပဲကော ို့သောအဲ့ဒီထဲကကရိယာတွေတခုချိုးယွင်းလာပြီဆိုရင်ကိုသွားခြင်းတဲ့နေရာသွားလို့မရတော့ဘေးပေါက်ရင်လည်းသွားမရဘူးဝါယာချိုးတစ်ချောင်းပြုတ်သွားရင်လည်းသွားလို့မရဘူးအဲ့ဒါလို့ကိုယ့်ရဲ့အလိုတိုင်းမဖြစ်ဘူးဆိုတာဟာတခုချိုးယွင်းသွားတဲ့အခါကျတော့ပေါ့လားသို့သောတမန်ဘုရုရှင်ပုဂ္ဂိုလ်တွေဟာ ကိုယ်အလိုတိုင်းအလုံးဖြစ်နေတယ်လို့ထင်နေတာဟာအနတ္တကို အတ္တလို့အထင်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းပဲဖြစ်တယ်ဒါရင်းမကဘူးလူတိုင်းလူတိုင်းဟာချစ်ကိုယ်ကိုယ်ကိုမလှလှဖို့မလှလှအောင်ပြုပြင်ရေးမိုးချိုး